င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တာမီပြန်တီဆောက်ဝီနဲ့အရှုပ်ထွေးပြဿနာတွေကိုဖြေရှင်းကင်တွေဖို့အတွက်တာဝန်ယူဖို့အစဉ်သိဖြစ်နေပြီလို့ကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ပေါ်ကြေညာလာပါတယ်။အကြံပတ်စစ်အုပ်စုကဒေါ်ဆန်းစုကြည်ကိုအကျဉ်းချတာမှု NLD ပါတီဖြတ်သိမ်းဖို့ကြိုးပမ်းမှုအောင် အမုံတရားနဲ့လုံနေတာလို့ NUCC ပြောတဲ့သတင်းအပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအတိုင်းပြည်ပြည်တည်ဆောက်ရေးနဲ့အရှုပ်ထွေးပြဿနာတွေကိုဖြေရှင်းကင်တွေဖို့အတွက်တာဝန်ယူဖို့အစင်သိဖြစ်နေပြီလို့ကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ကြေညာလာပါတယ်။ကြံဖို့ပါတီအနေနဲ့တိုင်းပြည်တည်ငြိမ်ရေးတာယာဝါပြောရေးနဲ့ လူငယ်လူရွယ်တွေရဲ့အနာဂတ်လပစေရေးအတွက်တာဝန်ယူဖို့အစဉ်သိဖြစ်နေပြီဆိုတာနဲ့ကျန်းဖို့ပါတီအားတိုင်းပြည်ရဲ့ပြဿနာတွေကိုကင်တွယ်ဖြေရှင်းနိုင်တဲ့အရင်အမြင့်လူပုတ်ကိုနဲ့အထောက်အကူပြုအဖွဲ့အစည်းတွေရှိနေတယ်လို့ခင်ဤကပြောပါရယ်။ဒါအပြင်ပါတီခေါင်းဆောင်တွေရဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့တာဝန်ဝတ္တရားတွေရဲ့အတွေ့အကြုံတွေအရပြဿနာတွေကိုဖြေရှင်းနိုင်ပြီးကျန်းဖို့ပါတီမှာတိုင်းပြည်ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ခိုင်မာသောစီမံချက်တွေရှိနေတယ်လို့ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ဤကပြောပါရယ်။ ကျန်းဖို့ပါတီကနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဖို့အချိန်ကတ်သက်ချက်သတ်မှတ်ထားပြီးရလက်ကောင်းတွေထွက်ပေါ်လာမယ်လို့ခင်ဗျာကဆက်ပြောပါရယ်။ဒါနဲ့ပတ်သက်ပြီးပြည်တွင်းမှာနေထိုင်ကနိုင်ငံရေးအခြေအနေတွေကိုလေ့လာသုံးသပ်နေသူဝါရင်သတင်းစာဆရာတဦးကလည်းလက်ရှိတိုင်းပြည်ရဲ့အခြေအနေမှာစစ်တပ်အာဏာသိမ်းမှုနဲ့ဆက်အာဏာသိမ်းဖို့တွန်းအားပေးခဲ့တဲ့ကျန်းဖို့ပါတီကြောင့်ဖြစ်ပွားခဲ့တာဖြစ်ပြီးနိုင်ငံရဲ့အာဏာကိုပြည်သူလူထုရဲ့ထောက်ခံမှုမပါဘဲရယူလိုချင်နေတဲ့ ်စစ်တပ်နဲ့ကြံ့ဖို့ပါတီကြောင့်အခြေအနေတွေဆိုးရွားလာတာလို့ပြောပါရယ်။ဒါအပြင်လက်ရှိမှာလည်းကြံ့ဖို့ပါတီကရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့အနိုင်ရရေးကြိုးပမ်းပြီးစစ်တပ်နဲ့အတူတွဲဖက်အာဏာယူမဲ့အခြေအနေမြင်ရတယ်လို့တုံ့သက်ပြောဆိုပါရယ်။ကျပ်ဖို့ပါတီကလာမယ့်ရွေးကောက်ပွဲမှာအမတ်နေရာတထောင်ကျော်ဝင်ရောက်ရှင်ပြိုင်စည်ရင်သွင်းထားပြီးမင်းအောင်လိုက်ဆေလွတ်လိုက်တဲ့စစ်တပ်ကဗိုလ်ချုပ်ကြီးတွေကလည်းကျပ်ဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမှာပါရှင်။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင်အဖွဲ့ဝင်တဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအကျဉ်းချတာအဖွဲ့ဖြတ်သိမ်းမှုကြိုးပမ်းတာအာဏာသိမ်းစစ်တပ်ရဲ့အမုန်းတရားတသက်လုပ်ရက်တွေသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းအမေကန်ကောင်စီ NUCC ကစတေမာလာ29ရက်နေ့ကကြာရောက်တဲ့ NLD ပါတီတီထောင်တာ38နှစ်ပြည့်သဝန်လာမှာဖော်ပြထားပါတယ်စေအုပ်စုဘက်ကအဲ့လိုအမုန်းတရားတသက်လုပ်ရက်တွေနဲ့လှုပ်ဆောင်နေပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအခက်အခဲတားစီရီကိုရင်ဆိုင်ကြော်ဖြတ်ကောင်းပြည်သူတို့နဲ့အတူလက်တွဲရှေ့ဆက်နေတာမြင်ရလို့အလွန်ဝမ်းမြောက်ရတယ်လို့လည်း NUCC သဝင်လာမှာဖော်ပြထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာပြည်သူထောက်ခံမှုကိုတန်တတိုင်းအဖြစ်တည်ဆောက်ထားတဲ့အဖွဲ့ဖြစ်တယ်လို့လည်း NUCC သဝင်လာမှာပါရှိပါတယ်။ဒါကြောင့် OKS ဆက်ဆက်တော်လန်ရေးတိုက်ပွဲတွေမှာပြည်သူတွေနဲ့တသားတဲ့ယက်တီကအာနာရှင်စနစ်ဆိုးကိုလက်မခံမဲ ဒီမိုကရေစီအပွဲစီကိုဥဆောင်တက်မှတ်ခဲ့တာလို့ဖော်ပြပါရယ်။အခုຫນွေဦးတော်လန်ရေးမှာလည်းအတိုင်းရင်းသားလူမျိုးတွေပါဝင် တော်လန်ရေးအင်အားစုအလုံးနဲ့လက်တွဲညီညီပေါင်းစည်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်းအပြည့်အဝယုံကြည်ကြောင်းတဝန်လွာမှာပါရှိပါရယ်။ပါတီအနေနဲ့ပြည်သူအကျိုးစီးပွားကိုဥတည်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုကြီးတို့ခိုင်မာစွာဆက်လက်ရှောင်လန်းနိုင်ပါစေလို့ရည်တာထားပါသေးတယ်။ NLD ပါတီကလည်းပါတီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့မှာ ညင်ညာချက်ထုတ်ပြန်ခဲ့ရမှာတော့အာနာရှင်ဆက်ဆက်တို့ရဲ့မလို့မုံဒီစိတ်ထားနဲ့ဘလို့ပဲတက်ခတ်ချိန်မုံနေပါစေပြည်သူရှိနေသူတွေပါတီဆက်ရှိနေမယ်လို့အသိပေးထဲပါတယ်ရှင်။တပတ်မှာလည်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ဆန္ဒပြတောင်းဆိုနေပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွမြောက်ရေးစစ်ကောင်စီရဲ့တူရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC သမရအင်ဖြူတော်ရှိနေတရုတ်တန်ယုံရှိတို့မှာမြမအရေးတက်ကြွလှုပ်ရှားသူတွေကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒါအပြင်ဗမာပြည်သူတွေဆောင်အင်ဖြူတော်ရှိမှာအခုလိုတောင်းဆိုပြောပေးနေတာဖြစ်ပြီးအခုဆန္ဒပြပွဲမှာပါဝင်နေတဲ့သူတွေလည်းနေပူမိုးရွာမရှောင်အင်ဖြူတော်ရှိမှာဆန္ဒလာပြကြတာပါလို့ Women for Myanmar DC Metro Area ရဲ့ ခေါင်းဆောင်မမှုမှုကရန်ကုန်ခေတ်စ်ကိုပြောပါရယ်တရုတ်ကအတူရောင်ရွေးကောက်ပွဲကိုကူညီမယ်လို့အတီအနှင်းပြောလိုက်တဲ့အတွက်ရန်သူဖြစ်သွားပြီဖြစ်ကစစ်ကောင်စီအားတသက်လုံးမတည်မြဲနိုင်တဲ့အတွက်ပြည်သူတွေရဲ့ဆန္ဒကိုလိုက်မလားလက်တအုပ်စာလူတွေရဲ့ဘက်ကိုလိုက်မလားဆိုတာကို တရုတ်ကိုမေးကျင်တယ်လို့သူကပြောပါရယ်အဲ့ဒီအပြင်အင်ဖြူတော်ရှေ့ဆန္ဒပြပွဲမှာလာရောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့အသက်၁၇နှစ်အရွယ်ဆန်ယူနီဗာစ်ကျော်ကလည်းအမေစုကိုလှုပ်ဖို့လာတောင်းဆိုတာဖြစ်တယ်လို့ တိုက်ပွဲတွေကြောင့်ပြည်သူတွေနေတိုင်းသေဆုံးနေကြရတာကြောင့်စစ်ပွဲတွေရပ်စီနေတယ်လို့ပြောပါရယ်။ဒါအပြင်ဆန္ဒပြပွဲမှာဝင်ရောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့အသက်73နှစ်အရွယ်လူငယ်တဦးကလည်းနိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုတမရထရန်ကိုသိစေခြင်းပြီးမြန်မာနိုင်ငံတွေကအကြမ်းဖက်မှုတွေကိုရပ်စီနေတာပါလို့ပြောပါရယ်။အဲ့ဒီဆန္ဒပြပွဲကို Women for Myanmar DC Metro Area အဖွဲ့ကဦးဆောင်ကတက်ကြွလှုပ်ရှားသူမြန်မာတွေကစက်တင်ဘာလ26ရက်နေ့နဲ့ 29ရက်နေ့နေ့ရက်ဆက်တိုက်အင်ဖြူရရှိမှာတောင်းဆိုဆန္ဒပြခဲ့ကြတာပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောင်မဲမြို့နယ်မှာစစ်တပ်ကလေကြောင်းနဲ့ဘုံးတွေကျဲချတဲ့အပြင်အစိတ်ဘုံးတွေကိုပါကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေသပြည်သူတို့ချို့ရဲ့ပြောဆိုချက်အရသိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကြောင်မဲညွန့်နယ်လုံဝဲကြီးွာကိုစစ်တပ်ကလေရင်နဲ့ဘုံအလုံး30ကျဲချခဲ့တဲ့အပြင် အစိမ့်ငွေဘုံ3လုံးပါကျဲချခဲ့ပြီးစစ်တပ်ကလုံဝဲကြီးွာအတွင်းမှာရှိတဲ့နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့အစိမ့်ငွေဘုံကျဲချမှုကြောင့်တန်အားတက်မတော်တပ်ဖွဲ့တွေမှမူးဝေတာအော့အန်တာ မအီမတာဖြစ်တာမောပန်းတာနဲ့အသက်ရှူမြန်ဆန်တဲ့လက္ခဏာတွေဖြစ်ပေါ်စေခဲ့ပြီးတက်ဖွဲ့ဝင်၃ဦးကတော့ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျ။မနေ့ကစစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်ကြောင်မဲမြို့နယ်မှာရှိတဲ့လုံဝဲတောင်စစ်လိတ်နဲ့စကန်းသာကြေးရွာကြားမှာ၎င်းနောင်ချုံမြို့နယ်ကစိတ်ဖူးကြေးရွာနဲ့ဘန်ကားချောင်းဤမှာ၎င်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။လက်တလောစစ်တပ်မှာကြောင်မဲမြို့နယ်အနီးဆုံးနေရာအထိရောက်ရှိလာနေပြီး မြေပြင်မှာစစ်ကြောင်းတွေထိုးနေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်ဆိုသလိုလိုက်ခိုက်နေတယ်လို့သိရပါတယ်။ TNL နဲ့ပူပေါင်းတပ်တွေကတော့ခုခံစစ်ဖြစ်တာတိုက်ပွဲဝင်နေတယ်လို့ကြောင်မဲဒေသတော်လန်ရေးတရင်ရင်မြစ်ကပြောပါရယ်စစ်ကောင်စီတပ်ကကြောင်မဲမြို့ကိုအ мян ဆုံးသိမ်းပိုက်ဖို့စစ်ကြောင်းထိုးနေပြီးမြေပြင်မှာလည်းနန်းစီဒီယံဝန်ထမ်းတွေနဲ့ကြောင်မဲမြို့နယ်ဌာနဆိုင်ရာတွေကိုမြို့သိမ်းပိုက်ပြီးပါကအ мян ဆုံးရုံးထမ်းနိုင်အောင်လှုပ်ဆောင်ထားဖို့ညွှန်ကြားထားတယ်လို့သိရပါရယ်ရှင် တနင်္သာရီတိုင်းဘက်ကသတင်းကိုကြည်အောင်ပါတနင်္သာရီတိုင်းပလောမြို့နယ်မင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်ကမနေ့ကညပိုင်းမှာမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ28ရက်နေ့ည8နာရီကျော်မှာအကြမ်းဖက်စစ်တပ်ကမင်းပြင်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါရယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကအရသာပြည်သူတွေကိုဖမ်းဆီးတာရှိမှရှိနေတယ် ပြည်သူတွေထိခိုက်မှုရှိမှရှိကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်မှာတော့မကွေးတိုင်းမင်းတုံးမြို့နယ်ပသိမ်မုံရွာလမ်းမှာစစ်တပ်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စီကားကိုစစ်ဆေးဖို့အတွက်တော်လန်ရေးတပ်ဖွဲ့တွေကရပ်တန့်ခိုင်းပေမဲ့လည်းမောင်းပြေးတာကြောင့်လိုက်လံပစ်ခတ်ပြီးကားကိုမီးရှို့ရှင်းလင်းလိုက်တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ရဲ့တာဝန်ခံကိုပါဟင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ည7:00နာရီအချိန် မေတုံမျိုးဘက်ကနေပသိမ်မုံရွာလမ်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်ကိုမောင်းနှင်လာတဲ့စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စီကအနက်ရောင်ကိုကြောက်တိုင်ကျေးရွာအနီးမှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကစစ်ဆေးဖို့ရက်တန့်ခိုင်းခဲ့တာကိုမရက်တန့်ပဲတော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်ပြီးမောင်းပြေးသွားတာကြောင့်တော်လန်ရေးတပ်တွေကပြန်လည်ပြစ်ခတ်ခဲ့ရာစစ်အုပ်စုတပ်ဖွဲ့ဝင်တွေတန်ရာရရှိပြီးခုခံထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျာ။ ကားပေါ်မှာတန်ရာရသွားတဲ့စစ်ခွေးတွေကတော့မသိဘူးဆိုတာကိုကြားတယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ရဲတာဝန်ခံကိုပါဟင်းကပြောပါရယ်။ဒါအပြင်စေအုပ်စုတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကိုမိရှို့ရှင်းလင်းခဲ့ပြီးကားပေါ်ကနေ40မမပုံတီ၅လုံးစစ်ဝတ်တစားတစုံဖုံးတစ်လုံးလက်ထိတ်တစုံအဆောင်ရတရာတမျိုးကိုနှုံးနှစ်ခုအပါဝင် ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရပါဗါးကားဘော်ကနေထွက်ပြေးလွတ်မြောက်သွားတဲ့အကြံဘတ်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို မနေ့ကည12နာရီအချိန်မင်းတို့မျိုးကလိုက်ထရက်ကားတစ်စီးနဲ့စစ်ရင်အပြည့်ဝင်းရံကစမ်းကြီးကျေးရွာနီးမှာလာကြိုသွားတယ်လို့သိရပါဗျ။လက်ရှိမှာတော့မင်းတို့မျိုးနယ်မှာညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်တွေဖျက်ဆီးခွင့်ကိုတော်လန်ရေးတပ်ဖွဲ့တွေကပိတ်ပင်ထားပါဗျ။စစ်ပွဲကာလဒေသတွင်းပြည်သူတွေရဲ့လုံခြုံရေးအတွက်လိုက်နာပေးဖို့လမ်းစည်းကမ်းတွေကိုတနစ်ကြော်ကြားတဲ့အထိအချိန်ပေးကပညာပေးတာတွေအကြိမ်ကြိမ်ကွင်းစင်းလုပ်ခဲ့တယ်လို့အတိပေးထုတ်ပြန်ချက်တွေကိုလည်းအကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့ပေမဲ့ ခီးသောပြည်သူတွေအနေနဲ့လိုက်နာမှုအားနည်းနေတယ်လို့သိရပါတယ်။မင်းညာကဖြစ်စင်မှာလဲပြည်သူကဖြစ်ပါကထိခိုက်နစ်နာမှာကိုစိုးရိမ်တာကြောင့်ညအမောင်နဲ့မောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲတဲ့ကားကိုလက်ပြပြီးတားဆီးခဲ့ရတဲ့အတွက်လုံခြုံရေးတာဝန်ကြရဲဘော်တွေအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရကောင်းအကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုလည်းလွတ်မြောက်သွားစေခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အခုလိုဖြစ်စင်မျိုးထပ်မံဖြစ်ပွားတာကနေကာကွယ်ဖို့ ကားလမ်းမကြီးတွေပေါ်မှာတမတ်စည်းကမ်းတွေကိုဖောက်ဖျက်မောင်းနှင်လာတဲ့ဘလုံမော်တော်ယာဉ်ကိုမဆိုပြစ်ခတ်ဖမ်းဆီးတာတွေလုပ်တော့မယ်လို့အသိပေးထားပါတယ်။လက်တလောအကြံဘတ်စေအုပ်စုကစစ်ကြောင်းထုံးမွေးနောက်ဖို့အလားအလာရှိတာကြောင့်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားရာအနည်းတဝက်ကြေးရွာတွေကပြည်သူတွေအနေနဲ့လုံခြုံရေးအတွက်တင့်တော်သလိုကြိုးသေးပြင်ဆင်ထားကြဖို့ကိုလည်းတိုက်တွန်းလို့ဆော်ထားပါသေးတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ မကွေးတိုင်းမြိုင်မြို့နယ်တွင်းမပြူစော်တိရွာကငားများဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်၃ဦးသေဆုံးပြီးတနက်တလက်သိမ်းဆီးရရှိခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ28ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းတွင်းမပြူစော်တိရွာကစစ်သား၅ဦးဟာရွာနောက်ဖက်မှာရှိတဲ့ဆဲမှာငားများဖို့ထွက်လာခြင်းတော်လာရေးတပ်ဖွဲ့တွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်အကြမ်းဖက်စစ်တပ်ဘက်က သုံးသိဆုံးက MA မျိုးစာတနာတလနဲ့ KN တွေလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြိုင်မျိုးနယ်အတွင်းမှာရှိတဲ့ဘယ်တော်လိုင်းရဲ့ဖွဲ့ကလှုပ်ဆောင်ခဲ့တဲ့ဆိုတာကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။